အားလုံးမင်္ဂလာပါနဲ့ပြုလုပ်ကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ဗီဒီယိုမှာတော့ကျွန်တော်အသင်းနှစ်သင်းအကြောင်းကို ခံမှန်းတုံးသက်မှုလေးပြုလုပ်ပေးခဲ့တယ်ဗောနော်ဘာပွဲလဲဆိုလို့ရှိရင်တော့ဒါအစောပိုင်းမှာကန်ခဲ့တဲ့၈နိုင်ခွဲမှာကန်ခဲ့တဲ့နှစ်ပွဲဖြစ်တဲ့အဲဒါ Chelsea နဲ့ Sunderland တင်းရဲ့ပွဲစဉ်ရယ်ပြီးတော့ Newcastle တင်းနဲ့ Fulham တင်းရဲ့ပွဲစဉ်ရယ်ကိုကျွန်တော်အနေနဲ့ပွဲပြင်းမှာချိန်လို့ပေးခဲ့ရလေးရှိရယ်ဒီချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်မြန်မာ Sunderland ညတနအိခွဲပေါ့နော်တနင်္ဂနွေနေ့ရမနက်အစောပိုင်းမှာကန်မဲ့ Brentford နဲ့ Liverpool တို့ရဲ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ပွဲပြုံမှန်းချိန်ထပ်ပြီးတော့လုပ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဒီ video show နဲ့ like ကြည့်ဖို့တော့လိုပါလိမ့်မယ်ပထမဆုံးပြောရမယ်ဆိုလို့ရှိရင်ဒီပွဲစဉ်ကမထမပန်းနဲ့ကြီးကောင်းသွားနိုင်တဲ့ပွဲစဉ်တွေဖြစ်လာတယ်ဗ ဘာလို့လဲဆိုလို့ရှိရင် Brandford အတင်းကနီးပြတင်းတဲ့ဆိုရင်လည်း Kate Andrew ရဲ့လက်ထံမှာနောက်ပိုင်းပွဲစဉ်တွေမှာတော်လေး result လေးတွေကောင်းလာတာကိုကျွန်တော်ကြည့်ထားမိတယ်။အဲကြောင့်မဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း Kate Andrew နေနဲ့ဒီ Brandford အတင်းကိုဘယ်လောက်ထိဆွဲတင်လာနိုင်မလဲဆိုတာကျွန်တော်တို့တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။အဲ Brandford ကိုကြည့်ရတာဗျာနီးပြတင်းတဲ့ကစားသမားတင်းတဲ့အတင်းတစ်ဖြစ်နေလို့မခံစားရဘဲနဲ့အရင်ဆုံးက5ကိုပဲထပ်ပြီးရနေရဲဆိုတာကျွန်တော်ထင်တာတော့ညီပြကအရင်ဆုံးက Brandford အတင်းမှာရှိရဲ့ညီပြဖြစ်နေလို့ပေါ့နော်ဥမာ သူမဟုတ်ဘဲနဲ့အပြင်အတရားောက်တာဆိုလို့ရှိရင်လောက်တူရဇက်ကကောင်းနေမှာကောင်းနေမှာဒါပေမဲ့အခုချိန်မှာဆိုလို့ရှိရင်ရဇက်ကတော်တော်လေးကောင်းလာတော့ကျွန်တော်တို့သတိထားမိရပါဘောနော်ဆိုတော့ကြောင့်မလို့ brand food တင်ရဲ့ခြေစွမ်းနေရာခုနကပြောမှာဆိုလို့ရှိရင်ပြည်ညင်လေးနဲ့လိုအပ်တဲ့ result တွေကိုတော့ပုံဖော်လာနိုင်အောင်တော့ကျွန်တော်တို့သိတာပဲသိထားမိရပါဘောနော်ဆိုတော့ဒီနေ့သင်ရဲ့ head to head ကိုကျွန်တော်လည်းနေကြည့်ကြအောင်နောက်ဆုံးနှစ်ကြိမ်ကိုပဲထိတိုက်ကြည့်လိုက်မှာပေါ့နော်နောက်ဆုံးနှစ်ကြိမ်ကိုကြည့်မယ်ဆိုလို့ကျွန်တော်နှစ်ကြိမ်လုံးမှာ brand food က liverpool ကိုရှုံးထားရလို့ ြောလို့ရတယ်ဒီ January မှာတော့ကန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်း Brentford က2-0ဆိုတဲ့ result နဲ့ရှုံးထားတယ်လို့ Everton ရဲ့2024 August လမှာကန်တဲ့ပွဲစဉ်မှာတော့လည်း Liverpool ရဲ့အင်ကွင် Anfield Stadium မှာ2-0ဆိုတဲ့ result နဲ့ပြန်ပြီးတော့ရှုံးထားရလဲရှိရဖြစ်တယ်လို့ကြားနှစ်ပွဲစလုံးမှာ Brentford အတွင်းနဲ့နှစ်ဂိုးပြတ်တွေရှုံးထားပြီးတော့ဂိုးအောင်ပြန်မသွင်းနိုင်တဲ့နေသားမျိုးလေးမှာရှိရပေါ့နော်အဲကြောင့်မို့ဒီပွဲစဉ်မှာလည်း ရန်ဖို့တင်နဲ့ခက်ခဲခြင်းဆိုင်ရမယ်ဆိုတာကဒီကြောက်ဘောက်ကိုပြောလို့ရတယ်ပြီးတော့တစ်ဖက်ကလီဗာပူးပေါ့လီဗာပူးကလည်းဒီပွဲစဉ်မှာဒီကြောက်ဘောက်ပရီးမီးယားလိမှာပြန်ပြီးယုံထပြဖို့လိုရဲပေါ့နော်ဒါပေမဲ့ယုံထပြမယ်ဆိုတာမှာပဲဒီပွဲစဉ်မှာအီဆက်မပါဘူးလို့ဂရာဗန်ဘက်ကဘာဖြစ်တယ်လို့ပြီးလို့ရှိရင်လည်းဒီဖရင်ဘောင်ကမပါဘူးလို့ဆိုတဲ့သတင်းတွေလည်းရှိနေတာဖြစ်တဲ့အတွက်လီဗာပူးဘက်ကလည်းအင်အားအနှဲငယ်လေးတော့ချိနေနေနိုင်တယ်ပေါ့နော်ပြီးတော့ပရီးမီးယားလိမှာဆိုလို့ရှိရင်နိုင်ပွဲမရရလည်းကြာရပြတော့ဒီပွဲစဉ်မှာအသေးချာလေးပြပစီနဲ့ရှင်းဆိုင်ရှင်းမဲ့ကစားသွားဖို့ လိုတယ်လို့ကျွန်တော်ကတော့မြင်တယ်ပေါ့နော်ဆိုတော့ဒီ Bradford အသင်းရဲ့အင်ကွင်းနောက်ဆုံး၃ဘွဲကိုတစ်ချက်ကြည့်ကြည့်အောင်စွမ်းဆောင်ရေပေါ့နော် Bradford ၃ဘွဲကိုကြည့်မှဆိုလို့ရှိရင်တော့ EFL Cup မှာအာ11 Aston Villa တင်းနဲ့တည်ကြတယ်ဒါပေမဲ့သူကနောက်တစ်ဆုံတော့ penalty နဲ့တတ်သွားတာပေါ့နော်ပြီးလို့ရှိရင်တော့ Manchester United တို့အင်ကွင်းမှာ3-1ဆိုတဲ့ version နဲ့နိုင်ထားတယ်အပြီးတော့ဒီအင်ကွင်းမှာပဲ Man City ကိုတော့1-0နဲ့ပြန်ပြီးတော့ရှုံးထားတယ်ပေါ့နော်ဒီအနေထားကိုကြည့်မှဆိုလို့ရှိရင်အတင်းကြီးဖြစ်တဲ့ Manchester United တို့အတင်းမျိုးကတူချာရှင်ပြီးတော့ဖြုတ်ထားနိုင်တာပေါ့ တွေ့ရတယ်။မန်စီးတီးကိုရှုံးတာတော့ထားပါတော့။ဒါကတော့နောက်ဆုံးဒီအလင်ဟာလန်ရှယ်ကြီးကောင်းတယ်လို့ကျွန်တော်ဘယ်လိုမှနိုင်မှု မဖြစ်နိုင်ဘူးဆိုတော့မကျန်တဲ့ပွဲစဉ်တွေမှာနိုင်တဲ့နိုင်ထိုက်တဲ့ပွဲစဉ်တွေကိုတော်တော်လေးအနိုင်ကစားထိုင်နိုင်တော့တွေ့ရတယ်ပေါ့။ဒါကြောင့် Brentford ကအင်ကွင်းမှာဆိုလို့ရှိရင်နောက်ဆုံးသုံးပွဲကိုကြည့်မယ်ဆိုရင်ဒါ Aston Villa နဲ့တည်ကြသွားတယ်ဆိုရင်ပန်နီနဲ့တတ်သွားတာပဲဆိုတော့နိုင်သွားတယ်လို့ပဲထားပါတော့။ဆိုတော့နှစ်ပွဲနိုင်တဲ့ပွဲရှုံးရယ်ဆိုနဲ့ထွက်ထားတယ်။ရှုံးထားတာလည်း Man City ကို1-0နဲ့ပဲကပ်ပြီးတော့ရှုံးတာဖြစ်တဲ့အကြောင်း Brentford တင်းရဲ့အင်ကွင်းစွမ်းဆောင်ရည်ကတော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်။ကျွန်တော်တစ်ဖက်ကလီဗာပူးရဲ့အဝေးကွင်းစွမ်းဆောင်ရည်ကျွန်တော်လည်းလေ့ကြည့်ကြအောင်။နောက်ဆုံးအဝေးကွင်း၃ပွဲသလုံးမှာ၃ပွဲသလုံးအကုန်ရှုံးထားတယ်ပေါ့နော်။ဒါကတော်တော်လေး အထိနာရလို့ပြောလို့ရတယ်ခရစ်စတယ်ဘဲလစ်အတင်းကို2-1နဲ့ရှုံးတယ်ပြီးတော့ဂလာဒါဆာရီကိုချန်ပီယံလိမှာ1-0နဲ့ရှုံးတယ်ပြီးတော့ချဲလ်ဆီကိုလည်း Premier League မှာ2-1နဲ့ထပ်ပြီးတော့ရှုံးတာပေါ့နော်ဆိုတော့နောက်ဆုံး3ပွဲ away win ကန်တဲ့ပွဲစဉ်မှာအကုန်ရှုံးထားရဆိုတာဒီပွဲစဉ်မှာအနိုင်ရဖို့ဆိုတာတော်လေးခက်ခဲနိုင်တယ်လို့ပြောလို့ရတယ်ပေါ့နော်အကြောင်းမလို့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Liverpool တင်းက away win ကနေပြီးတော့ခက်ခဲလာပြီးတော့ရှင်းဆိုင်ရှင်းမှန်လေးသွားမှန်တာတခုမှရှိတယ်အဲတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင် Liverpool တင်းနဲ့လုံးဝ မနိုင်နိုင်ဘူးဆိုရင်လည်းမလို့မှာရှိရတယ်ဒါလေးကိုတော့တေးချာလေးကြောထက်နိုင်မှုတော့လူရယ်ပေါ့နော် ဒါကြောင့်ဒီဝဲစဉ်ကိုကျွန်တော်ခြုံငုံပြီးတော့တုံးသက်ပေးရမယ်ဆိုလို့ရှိရင်တကယ်လို့ဒီဘောဘူးတင်နေတယ်ဆိုခက်ခဲတဲ့ပွဲစဉ်တွေကိုအရှင်းဆိုင်ရှင်းမှန်ကစားသွားဖို့ရှိရပါတော့။အကြောင်း personal အခြေအနေကျွန်တော်လည်းဒီခွဲပြောပြပေးရမယ်ဆိုလို့ရှိရင် Brandford အတင်ဒီဝဲစဉ်မှာတည်ရကြသွားဖို့တော်လေးများရယ်။တည်ကြသွားနိုင်ချေကိုကျွန်တော်80%လောက်တတ်မှတ်ပေးချင်ပြီးတော့အနိုင်ရသွားဖို့ဆိုတော့ Brandford အတင်လည်းလေခက်ခဲနိုင်တယ်လို့မြင်တယ်။အကြောင်းမလို့ဒီဘောဘူးကအနိုင်ရသွားဖို့ကျွန်တော်30%လောက်ပဲပေးချင်တယ်။ pressure အောင်လောက်ကတော့တည်ကြသွားနိုင်တယ်လို့ကျွန်တော်ခံမှန်းမိတာပြီးတော့ရှိရပါတော့။ဆိုတော့ Legion မျိုးဆိုလို့ရှိရင်ဒီဝဲစဉ်မှာ Liverpool အတင်လည်းရှိဖြစ် ဆက်ဖြစ်ပြနေတဲ့ဒဏ်ရာပြဿနာကြီးမွန်မက်ဆာလာနဲ့ပြဿနာတွေကြောင့်ဒီပွဲစီမှာအာယုံပြိုးဝဆိုင်နေပါမလားလိုဆက်တွေရောဘယ်မျိုးထွက်လာနိုင်ကြလို့ရှိလဲ Brentford တိအောင်ဘယ်မျိုးချိန်နေရှိလဲအဲ့ဥစားလေးကအောက်ကကွန်မန်တာမှာဝင်ပြီးတော့မှတ်ချက်ပေးရပါမယ်ဆိုတော့ကျွန်တော်ရဲ့ channel လေးဗီဒီယိုကိုကြည့်နေကြတယ်ဆိုရင် like and follow like and subscribe နဲ့ပြင်ကြလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုပြကြမှာပြန်တော့ကြည့်ကြပါဦးအားလုံးပဲရှိပါ